ဒီအလုပ်လုပ်လို့ရှိရင်တင်းနေနဲ့လုပ်လုပ်တဲ့ခါကျရင်အာကိစ္စတစ်ခုခုဖြစ်လာတဲ့အချိန်မှာမှား blame မိရမျိုးကြုံဘူးလားလူတယောက်ကိုမှား blame မိရမျိုးဒါတော့ကြုံဘူးရယ် အဲ့တော့အဲ့လို mark blame ရဲ့ချိန်မှာအထူးသဖြင့် senior level leader level တော်တော်များများကအာမြတ်သားဖြစ်တဲ့ member ကို blame ရဲ့ဆိုလို့ရှိရင်တောင်းပန်ဖို့ခက်ခဲကြတဲ့အခြေအနေမျိုးရှိခဲ့မှတင်တယ်။လင်းမှဆိုလည်းအဲ့လိုမျိုးအခြေအနေအများကြီးရှိခဲ့ပြရဲ။အဲ့တော့အဲ့လိုအခြေအနေဖြစ်လာရဆိုလို့ရှိရင်ဘယ်လို communicate လုပ်မလဲဘယ်လိုမျိုးလေးကြော်လာမလဲပေါ့နော်။အာလင်းဆိုလို့ရှိရင်တော့အဲ့လိုမျိုးအရင်တော့ပေါ့နော်အဲ့လို blame ရဲ့အခြေအနေမျိုးစမှာအာကိုကိုရိုင်းက senior ဆိုပြီးတော့အဲ့လိုမတောင်းပန်ဘူးမိဘူးရဲ့အခြေအနေ ေရှိဘူးပဲအဲ့လိုအခြေအနေဖြစ်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကိုဒီသူများအတွက်စေမဖြစ်တဲ့လူတယောက်အလကားနေ blame တက်တဲ့လူတယောက်လိုမျိုးဖြစ်ခဲ့ဘူးရယ်ပေါ့နော်အာဒါလင်းကိုလည်းလာရင်ဖွင့်ပြီးရယ်လူတော်တော်များများမှဆိုလို့ရှိရင်လည်းအဲ့လို case လေးသူတို့မှလည်းကြုံကြရယ်အဲ့လို thing နေနေလို့တဲ့ချိန်မှာတော့ကိုကတော့အာစိတ်မတိပဲနမှာပလိမ့်မိရဲ့အခြေအနေမျိုးရှိရပါတော့ပြီးတော့မှဖြစ်မှန်သိရတဲ့အချိန်မှာသူကမှာပလိမ့်မိသွားတာအဲဆိုတဲ့အခြေအနေမျိုးမှာဘယ်လိုလုပ်ရမလဲပေါ့နော်ဆိုတဲ့အချိန်မှာလင်းကြံပြီး ူတယ်တောင်းပန်လိုက်ပေါ့တောင်းပန်လိုက်ဆိုတာဘာဖြစ်လို့ပြောလဲဆိုတော့တောင်းပန်လိုက်တာကဟုတ်တယ်စီနီယာနီယာလီယာနီယာလူတယောက်ကတောင်းပန်ဖို့အရန်ခက်ခဲတယ်ဘာဖြစ်လို့လဲဆိုတော့ ငါကဒါလေးအောင်မတိဘူးလားဆိုရဲစိတ်မျိုးဖြစ်တတ်တယ်လို့အာငါကဒါလေးအောင်စစ်စစ်ဆက်ဆက်မရှိပဲမှားပြီးဘလိန်တက်လာဆိုရင်ကိုယ်ဘလိန်နေတတ်တဲ့စိတ်တွေရှိရဲအဲ့ ego ကနေပြီးတော့မင်းသွားမတောင်းမှန်နဲ့သွားတောင်းမှန်ရင်အောက်တယ်အာဂျူနီယာတယောက်ကိုတောင်းမှန်ရတာအရန်အောက်တယ်ဆိုရဲအဲ့ ego level က cover လုပ်ထားတတ်ပါရဲ့ psychology မှာဆိုလို့ရှိရင်အဲ့လို cover လုပ်တတ်တဲ့အတွက်နဲ့မတောင်းမှန်လိုက်မတောင်းမှန်လိုက်တဲ့ခါကျတော့မတိစိတ်တွေမှာ guilty ဖြစ်နေသူများမဖလိမ့်မိရဆိုတော့ guilty ကကိုကိုကိုတိရအောင်ကိုကိုကိုလိမ့်လို့မရအောင်ဆိုတာအဲ့ဒါကိုပြောတာတိနေရောအဲ့ဟာမတိစိတ်တယ်မှာ store လုပ်လိုက်တယ် store လုပ်လိုက်ပြီးတော့ဖြစ်လဲဆိုတော့ okay မင်းမှာ GD ဖြစ်နေရဲအဲ့တော့အဲ့ဒီ GD စိတ်ကိုမင်းပြပြအောင်ဆိုလို့ရှိရင်အဲ့လိုကိစ္စမျိုးထပ်ဖြစ်ပေးလိုက်ပြီးပြီးတော့မင်းတောင်းမှန်လိုက်မှမင်းကိုမင်းစင်ပြေသွားမှာဆိုပြီးတော့လောကကြီးကအဲ့လို case မျိုးထပ်ပြီးတော့ပေးတွေးလိုက်ပါတယ်အဲ့တော့မဖြစ်လဲဆိုတော့အဲ့လိုကိစ္စတွေးလေးလေးကို့မှာဘာဖြစ်လဲဆိုလို့ရှိရင်တင်း member နဲ့အဆင်မပြေဘူးဆိုရဲခံစားချက်ဖြစ်လာပြီပေါ့နော်အာ ကိုကအဲ့အချိန်မှာ look ဒီ universe ကခဏခဏဒီလိုမျိုးပေး universe ဆိုတာကိုကိုကိုပဲမှန်တော့လေ universe ကကိုကိုပေးတွေ့နေပြီဆိုလို့ရှိရင်ကိုကဘာလို့တင်တာလဲဆိုလို့ရှိရင်တောင်းမှန်တင်တာပါတောင်းမင်းမဒီကဒီစိတ်ဖြစ်နေလို့မင်းစိတ်ပြပြောက်သွားအောင်ငါဒီလိုကိစ္စကြီးဖန်တီးပေးနေတာအဲ့အဲ့တော့မင်းတောင်းမှန်လိုက်ရင် တောင်းပန်တယ်ဆိုတာလေဟီးလောက်တာနဲ့တူပဲတောင်းပန်လိုက်ရင်မင်းရဲ့ခီတီစိတ်ပျောက်သွားလိမ့်မယ်ဆိုတာသူမြင်ချင်းမြင်စေချင်းလို့ပြတာဖြစ်ပါတယ်အဲ့တော့အဲ့ချိန်မှာတောင်းပန်လိုက်တယ်ဆိုလို့ရှိရင်ကိုကဘာဖြစ်လဲဆိုတော့ကိုကကိုလည်းဒီကိစ္စကနေလွတ်မြောက်ခွင့်ပေးလိုက်တယ်လို့ကိုရဲ့ခီတီစိတ်ကိုလည်းလွတ်မြောက်ခွင့်ပေးလိုက်တာနဲ့တူတူပဲဖြစ်သွားတတ်ပါတယ်အဲ့တော့ပို့ပြီးတော့လဲစိတ်တတောင်းတာဖြစ်တယ်ပေါ့ပါရဲ့နောက်တခြားသောဒါကိုယ့်ရဲ့တင်မှတ်မှာကိုလဲကိုနဲ့နေရတာဆူးဖြစ်တယ်ဆိုရဲခံစားချက်မျိုးပြရလဲရှောက်ပါတယ်အာ ဆိုဒီကိစ္စကကိုယ့်ကိုဘာလာတင်ပေးသေးလဲဆိုလို့ရှိရင်ကိစ္စတခုခုဖြစ်ရင်အာဘယ်လိုမျိုး ဖြေရှင်းရမလဲပြီးတော့ဖြေရှင်းပြီးွားလို့ရှိရင်ဒီကိစ္စမှာဘယ်သူက တာဝန်ရှိရလဲဆိုတာကိုတိတိကျကျ investigation လုပ်တဲ့ဖို့အတွက်ဒါလာတင်ပေးရဖြစ်ပါတယ်ပြီးတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့အာတခုခုကိစ္စဖြစ်လို့ရှိရင်ဘသူကိုဖလိမ်းလိုက်ရမလဲဆိုပြီးတော့အဲအပြစ်ရှာတတ်တဲ့ကိုယ့်ရဲ့အကျင့်ဆိုးကိုလည်းဒါပြုပြင်ဖို့အာဒီကိစ္စတွေကလာဖြစ်ပေးရလို့လည်းပြရပါတော့ဒါလင်းကသူများကိုဗလိမ်းတော့မဟုတ်လင်းကိုယ်တိုင်လည်းအဲ့လိုမျိုးကိစ္စတစ်ခုခုဖြစ်ပြီဆိုရင်ဘသူက တာဝန်ရှိတာလဲဆိုပြီးတော့အဲ့လိုမျိုး blame မဲ့လူလိုက်ရှာတတ်တဲ့ထဲမှာလဲဒါပါဘူးရယ်ပါဘူးလို့ကိုယ့်ရဲ့ share ကိုကိုတည့်ရဲ့အချိန်မှာဒီအကျင့်ဒီငါ့အတွက်မကောင်းဘူးဆိုပြီးတော့ဒါကိုအနေနဲ့စွန့်လွတ်လိုက်တယ်အာပြုတ်ပြင်းတယ် ထိမ့်ချောင်းတယ်အဲ့တော့အဲ့လိုဖြစ်ဖြစ်လိုက်တဲ့အချိန်မှာကောင်းနာကဘာဖြစ်သွားလဲဆိုလို့ရှိရင်ကိုယ်အနေနဲ့ကိစ္စတစ်ခုခုဖြစ်လာရင်ဘယ်လိုမျိုးဖြေရှင်းရမလဲယဉ်ကြည့်ရယ်ဖြေရှင်းပြီးသွားလို့ရှိရင်ဒီကိစ္စအတွက်တာဝန်ရှိရတဲ့လူကဘယ်သူလဲဆိုတာကိုတည်တည်ချဲချဲ investigation လုပ်တတ်လာရယ်အဲ့လို investigation လုပ်ပြီးသွားတဲ့အချိန်မှာ okay တာဝန်ရှိရတဲ့လူကိုတည်လိုက်တဲ့အချိန်မှာချက်ချင်း blame တာမျိုးမလုပ်တော့ဘဲနဲ့သူ့အနေနဲ့ဘယ်လိုအခြေအနေတွေကြောင့်ဒါကိုမှားတာလဲအာဆိုပြီးတော့ခွန့်လွတ်တတ်တဲ့ပုံစံနဲ့စဖြစ်လာတယ် ဘာပေါ့လဲကိုကိုကိုကမှကိုရဲ့အမားကိုခွန့်လို့ပြီးကိုပြုတ်ပြင်နိုင်တယ်လို့သူများမှလည်းဒါအကြောင်းရှိလို့အမားလေးတစ်ခုဖြစ်သွားရလဲဖြစ်နိုင်တယ်သူမတော်တဆဆိုတာလည်းရှိနိုင်တယ်ပေါ့အဲ့တော့အဲ့လိုလဲ ဒါကိုခွန်းလွန်လာနိုင်တယ်ခွန်းလွန်လာနိုင်ပြီးတော့အာဒါဘာဖြစ်ဖြစ်ဖြည့်ရှင်းလို့ရခဲ့ရတယ်နော်ဖြည့်ရှင်းလို့ရခဲ့ရဆိုကြတဲ့ကသူကိုယ်တိုင်ကသူမှားခဲ့ရအောင်သူတာဝန်ယူနိုင်ခဲ့ရလို့တော့ဒါလင်းကတော့ယူဆလိုက်တဲ့တနေ့လင်းကိုယ်တိုင်လည်းဒါအာသူမှားခဲ့တဲ့ပုံစံလေးကိုလည်းလင်းအနေနဲ့ခွန်းလွန်နိုင်တယ်ပြီးတော့နောက်တစ်ခါမှဒါမျိုးလေးမမအောင်အတူတူအဝဲလောက်ကြမယ်ဆိုပြီးတော့ဒါ collaborate လောက်တတ်တဲ့အကျင့်လေးတွေပါပေါ်လာပါတယ်ဒါဒီ ဒါဒီကိုရဲ့ဒါအကျဉ်စိုးလေးတစ်ခုကိုပြုပြင်လိုက်တာကနောက်ထပ်အကျဉ်ကောင်၄ခုလောက်ကိုပြန်ပြီးတော့မွေးမြူရတဲ့တူတူလေးဖြစ်သွားတယ်ဆိုတာကိုအာဒီကိစ္စကြီးအလားတင်ပေးရဆိုတာမျိုးကိုလင်းနေတဲ့အဲ့လိုမျိုး mindset ကြီး change ပြီးတော့မြင်လိုက်တယ်ပေါ့နော်အာအဲ့လိုမျိုးလေးရှိရဲ့လင်းဆိုလို့ရှိရင်လည်းဒါနောက်ပိုင်းကိုစပြီးပြုပြင်ပြောင်းလဲတဲ့အချိန်မှာအရင်ဆုံးစပြီးတော့ဗာကြုံလဲဆိုလို့ရှိရင်လင်းရဲ့ team member တယောက် စကားပြောနေရဲ့ဟာဘောနော်နေရမိုက်ခရိုဖုန်းပိတ်လိုက်မိတူလေးဖြစ်သွားရေ Google Meet မှာဘောနော်အဲ့တော့အဲ့ချိန်တော့ကတော့နေရတော့စူညံနေရလို့ခံစားရလို့ပိတ်လိုက်တာဒါပေမဲ့ပိတ်ပြီးလိုက်တဲ့ချိန်မှာ तू ကမိကိုမေးနေရလားမသိဘူးဆိုပြီးတော့လင်းကစိတ်ထဲမှာထင်သွားပြီးတော့အာမိကိုမေးနေရပိတ်မိရလားမသိဘူးပေါ့အဲ့ချိန်မှာနေရဒါ meeting ပြီးတဲ့ချိန်မှာ तू တပ်မေးရဲ့ အာအမမာပြီးပိတ်လိုက်မိရဆိုလို့ရှိရင် sorry နော်အာအမလည်းဒါဟိုနည်းနည်းလေးဟိုဗာလေမိကမေးနေရမထင်လိုက်မိလို့ပိတ်ပိတ်မိလိုက်တာဆိုတော့ဟုတ်တယ်ကျွန်တော်မိကမေးနေရတော့မဟုတ်ဘူးအမအမပိတ်လိုက်တာကိုကျေးဇူးတင်တယ်ဆိုရဲစကားမျိုးပြန်ပြီးပြောခံရပါတယ်ဒါဗာလဲဆိုတော့ကိုကအာသူ့ကို safety ဆိုရဲခံစားချက်လည်းပြီးတယ်လို့ကိုရဲ့ဒီအပြုမူကပဲ gentleman gentle woman တယောက်ဖြစ်စီရဆိုရဲခံစားလူကြီးသူကောက်ပြီးသားရဆိုရဲခံစားချက်မျိုးပြပါတယ်လူကြီးသူကောက် ပြီးတိုက်ဆိုခန်းစားချက်မျိုးကလုံးယူစရာမလိုပါဘူးဒီအပြုတ်မှုတတိတိရပဲလူကြီးလူကောင်ဖြစ်စီရဆိုရခန်းစားချက်မျိုးပေးရသဘောထားပြေဝရစီနီယာတယောက်သဘောထားပြေဝရလီဒါတယောက်ဆိုရခန်းစားချက်မျိုးကိုပေးပါတယ်အဲလိုလိုချင်အဖြစ် team နဲ့ communicate လုပ်ရလဲအဆင်ပြေလာတယ်လို့ကိုကိုကိုလည်းပို့ပြီးတော့ပေါ့ပါလာပြီးတော့အာကိုတီရှင်တန်ရရဲ့ life မှာလဲပို့ပြီးတော့ပေါ့ပါလန်းဆန်းတဲ့လူတယောက် ဖြစ်လာတဲ့ link ကိုတိုင်းလက်တွေ့အသုံးပြုပြင်နှီးတဲ့ဟာလေးလေး sharing လေးလုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့တော့ဒီ blog လေးကနေ message တွေအများကြီးရသလောက်မယ်လို့လည်းထင်ပါတယ်အဲ့တော့ link ရဲ့ဒီ blog လေးကိုအဆုံးထိနှာထောင်ပြီးလို့လည်းကျေးဇူးတင်ပါတယ်အဲကိုကိုမိတ်ဆက်ပေးခြင်းမရဲ့ညီမကတော့ link မှာညီမက knowledge map ပါနေဆိုရဲ YouTube Facebook Instagram အဲ TikTok link ဆိုတဲ့နာမည်လေးနဲ့အဲဒီ Mysore Crew တွေ Coffee Blog တွေနောက် knowledge နဲ့ပတ်သက်ပြီးတော့ knowledge ရစေမဲ့ topic တွေကိုလည်း sharing လုပ်ပေးနေတဲ့လူတို့လည်းဖြစ်ပါရဲ့အခုချိန်မှာတော့ဒါ spirituality psychology ရေအအကြောင်းတွေကိုလည်းလေ့လာနေပြီးတော့ video counseling တို့ business coaching တို့နဲ့ပတ်သက်တဲ့ certificate နဲ့ပတ်သက်တဲ့ course တွေကိုလည်းလေ့လာနေရတဲ့လူတို့လည်းဖြစ်ပါရဲ့အဲ့ ဒီ my secretary ပတ်သက်တဲ့ blog တွေပဲဖြစ်ဖြစ် coffee blog တွေနဲ့ပတ်သက်ပြီးရောဖြစ်ဖြစ်ချားဖို့သူသားရစီရပဲဖြစ်ဖြစ်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ knowledge ပတ်ပိုင်းလေးဆိုရဲ channel လေးကို like subscribe and follow လေးလုပ်ဖို့မမေ့ကြပါနဲ့နော်အဲ့တော့ link ရဲ့ဒီ blog လေးကိုအဆုံးထိနှာထောက်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ထပ် video တစ်တည်း learning podcast တွေမှာပြန်လည်ပြီးတော့ဆုံတွေ့ပါအောင်မယ်ရှင်